ကဲမင်္ဂလာပါကိုမိုင်ကယ်ပျော်နှီးဆိုရင်တော့ကြော်မတော်ပါနဲ့ဘောမတွေပျော်နှီးဆိုရင်တော့ခွက်ခောက်ပါပါနော်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဒီကနေ့မှာတော့ကိုစီခွက်ခောက်တော့မှာမို့အရေးကြီးလို့ကြုံမသွားပဲအဆုံးထိနားဆင်ပေးသွားကြပါအောင်ခင်ဗျာလာမယ်အဲခါလေကျွန်တော်ပြောခင်ညီလေးပုံမိုက်ခဲကိုအရင်ပြောခိုင်းပြီနော်ပုံမိုက်ခဲအရင်ပြောလိုက်ပါပြောလိုက်ကြည့်ပါဦးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့မြန်ချပ်ပလက်တိုက်ကအမီတက်ဖွဲ့ရောတော့ပုံမိုက်ခဲပါအဲအခုကတော့ကျွန်တော်အဲဒေါ်လာမီပါဗီဒီယိုလေးပြောချင်တာကတော့ကျွန်တော်တို့ကတော့အဲဒီ လာမယ်ပေါ့နော်ဒီ seller ဘိုင်း26ရက်နေ့ပေါ့နော်ဒရင်းကလေးလေးညပေါ့နော်ညရှင်းတာရန်စင်တိုင်းတော့ကျွန်တော်တို့ပေါ့နော်ဒီအားလုံးပဲတိပိလာဖြစ်တယ်ပေါ့နော်ဒီထုတ်ဖို့ပေါ့နော်အဲဒီဒေါ်လာထုတ်ဖို့ဖြစ်တဲ့ဒီကျွန်တော်တို့ကိုစီနေပေါ့နော်ကိုကြီးကိုစီနေကျွန်တော်တို့အဲ live မှာတွေ့ဆုံမှာဖြစ်ပါတယ်ဒီခက်ခဲတွေနဲ့ပေါ့နော်ဒီအခြားသောဝန်တော်လိုအပ်ချက်တွေအားလုံးကိုပြောပြသွားမှာဖြစ်ပါတယ်အဲဒါကြောင့်မို့ဒေါ်လာပြပြခရီးနေနေတယ်အဲဒီ live မှာတိုင်းအခုထောက်ပံ့လို့ရတယ်ဆိုတဲ့ကြောင့်ကိုပြောပြချင်တာဖြစ်ပါတယ်ခင်ဗျာဟုတ်အရှိအဲဂျာမေးတွေနေလဲစစ်မှတ်တဲ့ကိုကူမှာရေးဆိုင်တိုက်ခိုက်နေပါတယ်အဲလိုအပ်ချက်တွေကိုလည်းအကုန်လုံးဖြစ်နေနိုင်ဖို့ဒေါ်လာပြပြတွေကိုတောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကျေးဇူးပါခင်ဗျာ ကဲညီလေးမိုက်ထဲပြောရတာတော့ကြားမှတင်ပါလေကျွန်တော် line ပေါ်မှာအလိုမခံတာအားလုံးသိပါတယ် messenger အတွက်တူလွှဲလာတဲ့ငွေကိုပဲကျွန်တော်လက်ခံတာပါဒါပေမဲ့ကိုတက်ကြီးတို့တခါအဲပြီးလို့ရှိရင် SA1 ကိုတခါ SA1 ကနှစ်ခါကြာလားမသိတခါလားနှစ်ခါလားမသိမေ့ပါဘူးเนาะကျွန်တော်တို့ line တွေ့ပြီးတော့တတ်မှတ်ထားတဲ့အချိန်အတွင်းကိုကျွန်တော်တို့ထောက်ပံ့ငွေလက်ခံခဲ့တဲ့ဟာလုပ်ခဲ့တယ်ကျွန်တော်နှစ်နာရီတတ်မှတ်ခဲ့တယ် SA1 ကနှစ်သိန်းကျော်သွားလားမသိကိုတက်ကြီးတို့ကလည်းအသိန်းကျော်တာပဲကျွန်တော်တို့เนาะအဲ့တော့အဲကိုမိုင်ကယ်ရရှိခဲ့တော့เนาะမိုင်ကယ်ကျွန်တော်နှစ်ယောက်အတူလုပ်ခဲ့တာ ်အခုလာမဲ့26ရက်နေ့တနင်္ဂနွေနေ့ည7:00နာရီကနေ10:00နာရီအတွင်းမှာဘုံမိုက်ခဲနဲ့ကျွန်တော်နဲ့ TikTok account live ဝင်ပြီးတော့2နာရီတိတိ live ဝင်ပေးပါမယ်အဲ့ဒီ2နာရီအတွင်းမှာမေးချင်တာတွေလာမေးလို့ရတယ်ဘုံမိုက်ခဲတို့နဲ့ပတ်သက်လို့အဓိကကတော့မြင်းချံမှာတီတာယူမော်ဘလိုမျိုးဖော်ရှိုးတွေပြလဲဆိုတာကိုလည်းအညာကြရင်ညီလေးမိုက်ခဲကပြောပြပါလိမ့်မယ်နော်အဲ့တော့မြင်းချံနယ်မှာဒီအာနာရှင်ခိုင်းဘက်စစ်ခွေးတွေကို ကျေနပ်ကလည်းဘလို့ရင်ဆိုင်နေရတယ်ဘာတွေအခက်အခဲတွေရှိတယ်နော်ရင်ဆိုင်မှုတွေဘလို့ရှိတယ်တီလာယူမုံတို့ဒီကျူခွေးတွေက line ပေါ်မှာနာမည်ရဖို့အတွက်ဘယ်နေရာတွေမှာဘလို့လာပြီးတော့ဟမ်ပေါ်ရှိုးတွေတက်ပုံရိုက်ပြီးတော့လောက်တာလေအိညာကြရင်ညီလေးမိုက်ခဲကတိကျတဲ့မိဘပြည်သူတွေကိုပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့ line အချိန်က2နာရီတက်မှတ်ပါတယ်7နာရီကနေ10နာရီထိပါတယ်အဲ့ဒီ2နာရီအတွင်းမှာထောက်ပံ့တဲ့ငွေအားလုံးကိုမြင့်တဲ့ black tie ကားကိုတဲ့တဲ့ပြားကစမရော့เสียရပဲနဲ့တောက်လျှောက်သွားမှာဖြစ်ပါလား အဲ့ဒီကျွန်တော်ပြောချင်တယ်အဲ့ဒီနှစ်နာရီအတွင်းဖို့ပဲကျွန်တော်တို့အဲ့ဒီအချိန်မှာချပေးတဲ့ပန်ကိုထည့်ပါနော်အခြားအချိန်ကြော်ရတာနဲ့လုံးဝကျွန်တော်တောင်းဝန်မပြုပါဘူးအဲ့ဒီကျွန်တော်တို့အညကြရင် live နှစ်နာရီစတယ်ဆိုတော့လေကုညီထောက်ပံ့ပေးရမယ်ပန်ချပေးပါမယ်အဲ့ဒီပန်ကိုအဲမင်းမကလေးကြဘရဒိုက်ကအဖွဲ့ကနိုင်ကပြောထားတာတော့အဲကျွန်တော်တို့ဒေါ်လာပါလွှဲလို့ရအောင်ဒေါ်လာမျက်ခံလို့ရတဲ့အကောက်ပါချပေးမယ်လို့ပြောတယ်အဲ့တော့ဘယ်လိုပဲဆက်ချကျွန်တော်တို့ဒီကြိုတင်ပြီးပြောရတာကအဲ့ဒီညနှစ်နာရီအတွင်းမှာချပေးတဲ့ဘန်တွေကိုအဲ့ဒီနှစ်နာရီအတွင်းမှာပဲ လွှဲတာတွေလောက်ပါကြော်ွားတော့ကုညင်ကျင်နဲ့ထောက်ပံ့ကျင်နဲ့ဆိုမြင့်တဲ့ဘလက်လိုက်ကအကုညင်ကျင်မြင့်တဲ့ဘလက်လိုက်ကအဖွဲ့ကိုတလိုက်တွားပါနော်ဒါတခါလဲကြိုတီးပြီးတွန်းလာတာအဲ့တော့ဘာဖြစ်လို့ကြော်ထားအောင်လုပ်ပြီးလဲဆိုတော့နံပါတ်1ကျွန်တော်တိုင်းပြည်တော်လန်ရင်းမှာပါဝင်နေတဲ့စစ်ကောင်းဆောင်တွေပေါ့ဒုတိယဖြစ်ဒီလက်တက်ကင်တွေထဲမှာဥဆောင်တဲ့ဘိုင်းမှာပါဝင်နေတဲ့လူတွေထဲမှာမြင့်တဲ့ဘလက်လိုက်ကအဖွဲ့ကဘုံမိုက်ခဲတို့အဲဆေးဝါတို့နော်ပြီးလို့ရှိရင်အဲဟိုနေ့တို့ရေလူတို့ဒါတွေအကုန်လုံးကကျွန်တော်ထက်နေပါတယ်ဒီလူတွေကိုကျွန်တော်ကျွန်တော်ထက်ငယ်တယ်ဆိုပေမဲ့ကျွန်တော် ထက်ပို့ပြီးတော့တို့တန်ဖိုးထားပြီးလေးစားတယ်။ဘာဖြစ်လို့လဲတို့အတက်ယူလူငယ်တွေနိုင်ငံရေးဆိုတာဘာမှမသိချင်းပြောမိသားစုအရင်းအောင်ဘာမှမသိပဲနဲ့နေနေတဲ့လူငယ်တွေအများကြီးဒီလူငယ်တွေဟာတိုင်းပြည်အတွက်တို့ရဲ့ခန္ဓာတို့ရဲ့အတက်ကိုပေးပြီးတော့ဒီတိုင်းပြည်အာဏာရှင်လောက်ကလုံမြောက်ဖို့တို့တို့လုံနေတာအဲ့လိုလုံနေတဲ့အချိန်မှာပြည်သူဖြစ်တဲ့ကျွန်တော်တို့ကတို့အတက်တောင်မငှက်ခွက်ပဲနဲ့ရှေ့မှာတိုက်ဖို့အတွက်ကြီးဘိုးလေးတောင်ထည့်အောင်မထောက်ပံ့နိုင်ဘူးဆိုရင်ကျွန်တော်တို့ပြည်သူဟာ တော်ဝင်မကြည့်တယ်လို့ခံစားရတယ်။နောက်ကိုယ့်ထက်ငယ်တဲ့ကလေးတွေတော့ဒီလိုလုံနိုင်နေတယ်။ငါတို့ကတည်သူအနေနဲ့ဘာဖြစ်လို့မထောက်ပံ့နိုင်ရမလဲ။နောက်တစ်ချက်ရှိတာကကျွန်တော်တို့လက်နက်ကန်တပ်ဖွဲ့တွေရှိပါတယ်။အဲ့တော့လက်နက်ကန်တပ်ဖွဲ့ရှိအောင်ရေဘလူးဆိုရင်ရေဘလူးအခြေစားဒေတာမှာတည်သူတွေတခုခုစစ်ဘေးရှောင်လာရတယ်။အဲ့တို့ရှိတဲ့တိုင်ရရှိတဲ့ဂျိတ်ကလည်းမျှကြွေးရတယ်။အဲ့တော့ဒီတနင်္လာနေ့တိုင်းဘက်မှာတအားကြီးဟိုအခြေအနေဆိုးတဲ့နေရာတွေရှိတယ်လို့မဆိုးတဲ့ဘက်တွေရှိတယ်။ဒီလိုပဲဟိုအဲ့ဒီတော့မြင်းကြံလာတဲ့ကားကတော့ဒီမြင်းကြံဘက်တွေဆိုလဲဒီလိုပဲ။တော့ဒါနေရာတိုင်းမှာ ကိုလက်နက်ကိုင်အဖွဲ့တောင်းရင်းချင်မှာစစ်တောင်းဒီစစ်တပ် CDF ကမ်ပလက်စဦးစီးချုပ်ဤမင်္ဂလာပွဲပုံကျဲခံရမှုရဲမေတအူးအပါဝင်၃ဦးသေဆုံးမှုဆိုချင်းပြည်နယ်ကမ်ပလက်မြို့တွင်ကျင်းပနေသည့် CDF စဦးစီးချုပ်ဤမင်္ဂလာပွဲပုံကျဲခံရမှုကြောင့်ရဲမေတအူးအပါဝင်၃ဦးသေဆုံးကြောင်းကနဦးသိရှိရသည်ယနေ့အောက်တိုဘာ24ရက်နနက်9:00နာရီမိနစ်20ခန့်တွင် ကမ်ပလက်မြို့ရဲရှိမြို့မနှစ်ရက်ကွယ်၌ကျင်းပနေသည့် CDF ကမ်ပလက်စစ်ဦးစီးချုပ်စလိုင်းအောင်လင်း၏မင်္ဂလာပွဲကိုစစ်တပ်ကဂျက်ဖိုက်တာတစ်စင်းဖြင့်ဗုံးသုံးလုံးနှစ်ကြိမ်ကျဲချခဲ့ခြင်းဖြစ်ပြီးဒဏ်ရာရရှိသူလည်းများသောဒေသခံပြည်သူအချို့ထံကသိရသည် ပြည်သူနှစ်ယောက်တည်တဲ့ရဲမေတစ်ယောက်တည်တဲ့အထီးခိုက်တော်များတဲ့စစ်ချုပ်ရဲ့ပွဲပါပဲဟုဒေတာခန့်ပြည်သူတဦးကပြောသည့်မင်္ဂလာပွဲလေကြောင်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ CDF ကံပလက်မှသတင်းထုတ်ပြန်ခြင်းမရှိသေးသလိုစစ်ဦးစီးချုပ်နှင့်ဇနီးထိခိုက်မှုရှိမရှိအတိမပြုနိုင်သေးပေ ဘုံကျဲခံရမှုနဲ့ပတ်သက်ပြီး CDF ကံပက်လက်မှပြောရေးဆိုခွင့်ရှိသူဆလိုင်းပီတာတန်းရွှေကိုဆက်သွယ်မေးမြန်းခဲ့ရာခင်းကအဲ့ဒီအထီးကကျွန်တော်ပြောဖို့ခက်နေသေးလို့လေအဖွဲစည်းနဲ့ဖြစ်တဲ့အခါကျကျွန်တော်ကိုနားလည်ပေးပါအဲ့ဒီဟာကကျွန်တော်ပြောဖို့ခက်နေသေးလို့နော်တာဝန်ရနေဖြစ်နေလို့လေဟုပြန်လည်ဖြေကြားသည် ရင်းမင်္ဂလာပွဲပြုလုပ်မိအချိန်နဲ့နေရာပါရှိသည့်ဖိတ်စာမှာစစ်တပ်လော်ဘီ Telegram Channel များတွင် ပြန့်နှံ့ခဲ့သည့်ရင်းတိုက်ခိုက်မှုကြောင့်ပျောက်ဆုံးနေသူများလည်းရှိပြီးအဆောက်အုံများလည်းပျက်စီးမှုရှိကာဒဏ်ရာရသူများ၏အရေးအတွက်ကိုအတိအကျမသိရသေးပေ။စစ်ကြောင်းဖိုးပြီးလက်နက်ကြီးနဲ့ပြစ်လို့ဘုံနဲ့ကျဲလို့ပြည်သူတွေကအသက်လူကြီးပြေးရတယ်စားနေရမရှိဘူးနေရမရှိဘူးဆိုရင်အနည်းဆက်ဆုံးတော်လိုင်းအဖွဲ့ပဲနေရာချပေးရမှာပါ။နော်နေရာချပေးရတယ်ကျွေးနေရာရှိတဲ့သူတို့ရဲ့ရိတ်ခါတွေကဖျက်ဖြေးပေးရတာပါ။ ဲ့တော့တခါနဲ့ကျွန်တော်တို့ကတိုင်းတက်ဘက်ကိုရိတ်ခါနေကူညီထောက်ပံ့နေဆိုတဲ့အရာမှလည်းဒါတိုင်းတက်ဘက်ဒီကအခုဒီတရင်းနိုင်တိုင်းကတရင်းနိုင်တိုင်းကဒီယူဟာယူဟာမှုဖြစ်တဲ့ကိုစောသားကိုတိမပါသူတို့ဆိုလေဒီတရင်းနိုင်တိုင်းမှာရှိတဲ့စစ်ဘေးရှောင်တွေကိုတစ်ဖက်လှည့်ပြီးတော့ကြည့်ရတာပဲအဲ့လိုပဲဒါကြောင့်မို့ကျွန်တော်တို့ဆိုတာတောက်ချောက်ရိတ်ခါနေချပေးနေတာပါအဲ့လိုချပေးတဲ့နေရာမှာတိုင်းတက်ဘက်အတွက်တုံးဆက်သလိုဘယ်နှကပြောသလိုပြည်သူတွေကိုထောက်ပံ့တဲ့အရာလည်းရှိတယ်ဘာဖြစ်လို့လဲအားလုံးကြည့်ရတဲ့လက်ရှိစစ်တပ်ကပြည်သူတွေကိုအကြောက်တရားတွေကိန်းဝေအောင်လုပ်နေတာပါ ဒါအာနာရှင်အဆက်ဆက်လောက်လာတဲ့ဤစနစ်မှာဘာအဲ့ဒါဘာလဲဆိုပြည်သူတွေကိုတက်ပြလိုက်တယ်ဖြတ်ပြလိုက်တယ်ပြစ်ပြလိုက်တယ်ဖမ်းပြလိုက်တယ်ရိုက်တက်ပြလိုက်တယ်ထုပြလိုက်တယ်မျိုးစုံလုပ်ပြတာအဲ့ဒါဘာလဲတော်မလုံးနဲ့စစ်တပ်ကိုတော်မလုံးနဲ့အမောင်းတဲ့အောက်ကလောက်နေတာကြီးကိုတော်မလုံးနဲ့ဆိုရင်အကြောက်တရားတစ်ခုနဲ့ကျွန်တော်တို့ကရှုံးပေးလိုက်ကြမှာလားအဲ့လိုရှုံးပေးလာခဲ့လို့နှစ်ပေါင်း60လောက်ကျွန်တော်တို့ပြည်တွင်းစစ်ကမငြိမ်းချမ်းခဲ့တာ အဲ့ဒီမြန်မာ60အစနေဝင်းအာနာစတိန်းနေကတာမြန်မာပြည်သူတွေဟာနေဝင်းအာနာတိန်းတဲ့ကောင်ကိုပြက်ပြက်တမ်းတမ်းဆန့်ကျင်ပြီးတော့ဒီမိုကရေစီကိုမပြတ်ပြတ်အောင်ထိန်းသိမ်းခဲ့မယ်ဆိုရင်ကျွန်တော်တို့တန်းကြီးကဒီနေ့ချိန်မှာအာရှကြားဖြစ်နေပြီနော်အမေရိကန်တို့နိုင်ငံမျိုးနဲ့ level power တန်းရောက်တဲ့တန်းကြီးကိုဖြစ်နေပြီမြန်မာတွေအဲ့လိုမညံ့ဘူးဒါပေမဲ့နေဝင်းအာနာတိန်းလိုက်ကနေလက်ဆင့်ကမ်းပြီးစစ်ကောင်းဆောင်တွေတန်းကြီးကိုလှုပ်ချနေလှုပ်ခဲ့တာအခုတန်းကြီးကဘယ်ကကမ္ဘာမှာတောင်းတမ်းတန်းကြီးဖြစ်နေပြီအဲ့တော့ဒါကြီးတို့ထပ်ပြီးတော့အကြောက်တရားကြောင့်ကျွန်တော်တို့က ီကောင်တွေအောက်မှာလက်ဆင်းပေးရမယ်ဆိုရင်ကျွန်တော်တို့အကြံပေးခဲ့တဲ့တားတွေနီးတွေလက်ထက်တီကျွန်တော်တို့ကဒီစစ်ကြုံဘွားကလွတ်မှာမဟုတ်ဘူးသိကြတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီနေ့ခေတ်စခဲ့ပြီးွားပြီးကျွန်တော်တို့စခဲ့ပြီနော်ဒီတက္ကနာအစကိုကျွန်တော်တို့ကစတင်ဖန်တီးခဲ့တာမဟုတ်ဘူးနော်ဒီစစ်တပ်အာဏာသိမ်းလို့ဒီတက္ကနာစခဲ့ပြီးွားပြီးကျွန်တော်တို့လက်တုံးချောင်းတောင်ပြီးလူလိုနားကြလေလားမလို့မလုပ်ပါနဲ့တိုင်းပြည်အာဏာကိုပြန်ပေးပါမင်းတို့အာဏာသိမ်းတာကိုပြည်သူလက်မခံပါဘူးနော်တိုင်းပြည်ကအာဏာသိမ်းနိုင်ပြတ်သွားမယ်လူလိုနားလေမလားလို့ပြောပြပြီးွားပြီးလက်တုံးချောင်းထောင်ပြီးတော့ ဟမ်အဲ့လိုကောင်းကောင်းမို့မို့လူတို့ပြောတဲ့လူကိုဘာလို့ပြစ်လဲခစ်ကိုပြောင်းကြည့်ခေါင်းကိုပြေးတဲ့တင်ရဲကောင်တွေထွက်ခဲတဲ့ဘာလို့တင်းပြတဲ့ခေါင်းကိုလုံးဟမ်ချက်ပတ်တဲ့လုံလုံစောင့်နေတဲ့ဦးလေးတွေကိုတက်ပြစ်ဟမ်နောက်ဆုံးလုံးစရာမရှိတော့ကျမ်းမာရင်ပြည်သူကိုကျမ်းမာရင်ဆောက်ရှောက်နေတဲ့စေတနာဝင်တဲ့ချက်ချင်းဒီတို့တနက်တည်းနဲ့ခေါင်းကြိုက်ခေါ်ရင်မျိုးစုံလုံးတာဟမ်ကြည့်အဲ့လိုလုပ်ပြီးတော့ဘာလို့ရေးရဆက်ဆက်ပြစ်တတ်တာဒါကိုမခံနိုင်တဲ့ပြည်သူကခုနကပြောသလိုအကြောက်တရားမှာနော်အမှန်တရားပြတော့တက်တည်ရဲတဲ့လူကလက်နက်ကင်ပြီးတော့ထပ်ပေါ်လာလို့ဒီနေ့လက်နက်ကင်လမ်းစဉ်တော်လာတဲ့ပုံရောက်လာတာ နော်အကြောက်တရားရှိတဲ့လူကခါတည်းအမှန်ကိုကြောက်သွားတယ်အဲ့ဒီကနေတစ်ဆင့်အမျိုးမျိုးပြည်သူကိုအကြောက်တရားတွေရိုက်သိမ်းပြီးလောက်ရတာကကြောက်တဲ့လူတွေတပြေးပြေးရော့ကြရော့ကြရော့ကြလိုက်ဘာဖြစ်လဲနောက်ဆုံးဒီနေ့ချိန်ထိတော်နိုင်ပါကြံပစ်ခဲ့တဲ့လူတွေဟာအမှားကံပဲဒါကြောင့်မလို့ကျွန်တော်ပြောတာအစီအစီအချင်းချင်းတွဲစီပါစီးလုံးပါတူမားတဲ့ငါမှန်တဲ့တူတာတဲ့ငါနာတဲ့ဆိုတဲ့အရာတွေကိုဒီကာလမှာခဏလေးထားပေးပါတခိုးအမင်းကိုပြောတာမဟုတ်ဘူးနော်ဒီကာလမှာကျွန်တော်တို့ကဦးစားပေးအလုပ်ဆိုတာရှိရတယ်လူတယောက်မှဦးစားပေးအလုပ်ဆိုတာလူတိုင်းရှိတယ်ဘယ်ဟာကိုဦးစားပေးမှလဲ အရေးငါငါဘောအတွက်ဘယ်အရာဒီအရေးကြီးတယ်ဘယ်လောက်ကိုဦးစားပေးရမလဲဒါလူတိုင်းတိတိတယ်အဲ့တော့ကျွန်တော်တို့ online မှာမှာရှိနေတဲ့သူတွေအားလုံးကလည်းတိတိတယ်တော့တတ်ကြမလို့ဒီအချိန်မှာဘုံရန်သူကိုတိုက်နေတဲ့သူတွေကိုမင်းရမ်းမယ်ဘုံရန်သူကိုတိုက်နေတဲ့သူတွေကိုကျွန်တော်တို့ကာကွယ်ပေးရမယ်ဒါဟာတော်လန်ဘက်ချမ်းမှာစိတ်သက်ခိုင်မာတဲ့လူတိုင်းမဖြစ်မနေလောက်ရမယ်အလို့အဲ့ဒီစိတ်တခုနဲ့ပဲကျွန်တော်တော်လိုင်းထဲမှာပါဝင်တာအခုညီလေးပုံမှန်ခဲအတွက်နော်လာမယ့်တနေ့ဝင်ညာ၈နာရီမှာ၂နာရီတိတိကျွန်တော်တို့ live လွှင့်ပြီးတော့ ပြောမိမယ်အဲ့ဒီနှစ်နိုင်တွင်းမှာကုညီထောက်ပံ့မဲ့ငွေအားလုံးကိုတစ်ပြက်တပြားမကျန်ဘုံပိုက်ခဲတို့အဖွဲ့ကိုစီစဉ်ပေးမယ်နောက်ပြီးကျွန်တော်ကြေညာမယ်လိုက်ရနေတဲ့အချိန်မှာလည်းကျွန်တော်စင်းစစ်ကိုင်နာအဝင်ယူကိုင်နာမဲ့လူပြောက်ကိုကျွန်တော်တစ်ခါနဲ့မှန်ထားတယ်တောက်လျှောက်ပြောပေးရမယ်သူကဘယ်လောက်ရလာပြီဘယ်လောက်ရလာပြီဘယ်လောက်ရလာပြီနော်အဲ့တော့အဲ့ဒီငွေကိုလည်းကျွန်တော်ကိုင်မှာမဟုတ်ကျွန်တော်လည်းငွေတပြားရောက်လာမဟုတ်ဒါပေမဲ့ဘိုးဘက်ရက်ကပြောသလိုပေါ့ဂုံယူစွာနဲ့ဘာလို့မှလဲခွက်ခေါက်နော်ဂုံယူစွာနဲ့ခွက်ခေါက်ပါတိရအဲ့တော့ကျွန်တော်လည်းဒီနေရာမှာကျွန်တော်လည်းအခုလိုကျွန်တော်ဘောက်ကြီးကပြောထားတဲ့အဲ့ဒီ ထလောက်ရှိရစားပို့နေဝင်ကြည့်နေအာကျွန်တော်ဆိုင်ရလာအာအစဲကြတကောက်ဝင်ကြည့်အတုနှစ်ကောက်ဝင်ကြည့်အတုနှစ်ချို့တွေကောင်းကြတောင်းလုံးအဲ့ဒါကောက်ပဲမဟုတ်လေကွာမင်းတို့ငါပြောရမလားတော်နိုင်ရေးလှုပ်လို့ကိုကျိုးရှာလို့ရတယ်ခွက်ခေါက်လို့ကိုကျိုးရှာလို့ရတယ်စကားပြောမနေနဲ့ကိုစီးရှင်လာခဲ့ကိုစီးနေရအောင်ဖယ်ပေးနေတိုက်တဲ့လူလာဝင်လို့အဖြစ်ပြောတာရှင်းနေပြီနော်ဒီတိုင်းတော့ဖယ်ပေးမှာမဟုတ်ဘေးကနေအာတပည့်ခံပြီးတော့စေးပေးမိဘူးခြေစုပ်လက်နဲ့ပြုတ်ပေးဦးမယ်အလကားပြောတာကအတီးပြောတာငါငါကြောက်ကြတရမင်းတို့ဘာမှလို့ငါကောက်ကြတာ ဘာသာကပြောနေနဲ့ကိုကျိုးရှာလို့ရဲ့လာခဲ့လိုက်မလာနိုင်ဘူးလားမင်းတို့ပြောတယ်လို့ဗါလဲအဲဟို0မိုင်ကားတွေ0မိုင်နဲ့ကားတွေအဲကားတွေတော့ဝယ်စည်းနိုင်တယ်ဟုတ်လားဖကင်ဘင်းကမနစ်ကတည်းကကားတော့ဝယ်စည်းနိုင်တယ်ဆိုတော့မလာချင်ဘူးလားလာခဲ့မှာနော်အဲ့တော့လောလောဆယ်လာမဲ့တနင်္ဂနွေည26ရက်နေ့ညကျရင်တော့ဘောမတွေအတွက်နော်ယူတုံးမရအခန်းလေးတစ်ခန်းကျွန်တော်နှစ်နာရီရိုက်ပါမယ်အညာကြရင်လာရောက်အားပေးနိုင်တဲ့ဘောမတွေအားပေးလို့ရပါတယ်ဒါပေမဲ့တခုတော့ရှိတယ်ကြိုးကြောင်ကောင်းနေဦးတန်ပြီးခွေးတင်နိုင်ပို့ပါမယ် အချက်နဲ့အလက်နဲ့လာပြောတာဗျမ်းမတော်ဝင်ဆဲရုပ်ကောင်တွေကတော့ခွေးတင်းညံ့ုံထောက်ချောက်သွားပါမယ်မပုတ်ပါနဲ့နော်အဲ့ဒါလေးလာပြောတာဟောလာမယ်ဆယ်လာပိုင်း26ရက်နေ့ညတနင်္ဂနွေနေ့ည7:00နာရီမှာအတူတူဆုံးမယ်ပုံမိုက်ခဲရောကျွန်တော်2ရက်တက်